ားလုံးမင်္ဂလာပါကျွန်တော်ကတော့အဘမင်းနေကရတဲ့ဆရာဇော်ရင်တော်ပါအခုကျွန်တော်ပြောပြမယ့်အကြောင်းအရာကလည်းအဘမင်းနေကရတရားတဲကတခုဖြစ်ပါတယ်ဘလို့အချိန်ဒီမှာပြုတ်လုတင့်လဲလို့ပြောမယ်ဆိုရင်မိတ်ဆွေတို့အစင်မပြေမှုတွေရမ်းများပြီးတော့ဘဝပြတ်မတက် ဖြစ်နေတဲ့အချိန်တွေကိစ္စတခုကိုဖြေရှင်းဖို့အတွက်အရန်ခက်ခဲနေတဲ့အချိန်တွေပိတ်ပိတ်လောင်နေတဲ့အချိန်တွေကိုယ့်ကိုကူညီမဲ့လူမရှိတော့ကတွေအများကြီးကြုံတွေ့နေရတဲ့အချိန်တွေမှာ ပြုတ်လုံမယ်ဆိုပြုတ်လုံလို့ရပါတယ်အဲ့တော့အဲ့လိုအချိန်ကြီးရောက်မှပြုတ်လုံပါလို့ပြောတာတော့မဟုတ်ပါဘူးပေါ့နော်တကယ်လို့ကိုယ့်အကိုတခြားလိုချင်တာရှိတယ်ဆုတောင်းစရာရှိတယ်ဆိုရင်လည်းပြုတ်လုံလို့ရပါတယ်ဒီဒီရတရားလေးကိုတော့နော်အဲ့တော့ဘာရတရားလဲလို့ပြောမယ်ဆိုရင်တခြားပွဲထိုးရတဲ့ရတရားပါတခြားမင်းကိုကျွန်တော်တခြားပွဲထိုးရတဲ့ရတရားပါဒီရတရားကဘာမင်းတွေကရှိစဉ်ကလေးကဆိုတော့တချို့လူတွေကတော့အာတော်တော်များများတော့တိနေပြီလုံလဲလုံတက်နေတယ် ဆိုတော့ဒါပေမဲ့မတိသေးတဲ့လူတွေတော့ကျွန်တော်ပြန်ပြီးတော့ပြောပြပေးခြင်းဖြစ်တယ်ပေါ့เนาะအဲ့တော့ကြားပွဲထိုးတယ်ဆိုတာကတော့တောက်ကြနေမှာကျွန်တော်မနေ့6ညာကြီးလူတိုင်းလူတိုင်းကတော့သူ့အတူအဆင်ပြေလေးရထိုးကြတာပေါ့เนาะဒါပေမဲ့ကျွန်တော်ကတော့တောက်ကြနေထိုးပြတာများပါတယ်တောက်ကြနေမနေ့6ညာကြီးမှာကြားပွဲထိုးရမှာဖြစ်ပါတယ်ကြားပွဲထိုးတာဘာလို့လိုအပ်မလဲလို့ပြောရင်ထွ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 ဘာမှလိုအပ်တာတော့မဟုတ်ပါဘူးဖေးချံကပြောဒီမှဲ့ယုံနေတဲ့ဖေးချံကပြောဒီပေါ့เนาะခက်မဲ့မဲ့ပေါ့เนาะဖေးချံကပြောဒီကိုကျုပ်ပကံပြားပေါ်မှာထည့်မယ်ပြီးရင်ပေါ်နေတကြားအစိတ်သား နော်ငပြောဒီကိုဖုံးလိုက်မယ်အုပ်လိုက်မယ်ပေါ့နော်ငပြောဒီသုံးလုံးကိုကြားရင်လည်းအုပ်လိုက်မယ်ပြီးွားရင်ကျွန်တော်တို့ထိပြူတစ်ချောင်းအလယ်မှာစိုက်ဖျောင်းနိုင်လေးထွန်းပြီးွားရင်မနေ့6နာရီမှာတရားမျိုးဒါတရားပွဲစက္ကန့်လူတန်းပြီးတော့ကိုယ့်ရဲ့ကြုံတွေ့နေတဲ့အခက်အခဲပြဿနာတွေကိုစုတောင်းပြီးတော့ရည်ရည်ချေတဲ့နေဖြစ်ပါတယ်အဲ့တော့တောက်ကြနေတိုင်းတောက်ကြနေတိုင်းပြုလုပ်ရမယ်ဆိုတော့ကိုယ့်အနေနဲ့အာဘလောက်အဓိဋ္ဌာန်ပေါ့နော် ိုတော့တလပြုတ်လုံးမယ်ပေါ့ဒါမှမဟုတ်၄ဘက်၅ဘက်၆ဘက်၇ဘက်၈ဘက်၉ဘက်အကိုရဲ့အခက်ခဲပေါ်မှာမူတည်ပြီးတော့အတိတ်ကံပေါ့ဥပမာကိုယ့်အခက်ခဲရအရင်ဟိုခက်ခဲနေတဲ့အခက်ခဲဆိုလို့ရှိရင်နည်းနည်းလေးရက်ပို့လို့ပေါ့နော်နည်းနည်းလွယ်လွယ်ကူကူဆိုဟာဆိုရင်တော့တစ်ရက်နှစ်ရက်လောက်တစ်ပတ်နှစ်ပတ်လောက်ဆိုရင်တော့အဆင်ပြေပါတယ်အဲ့တော့ဒီရတရားလောက်တဲ့အခါမှာတရားမင်းကိုလှူတဲ့အခါမှာလေးလေးနက်နက်စွတ်တောင်းပါ ဆိုတာဆူတောင်းအရန်များဝိုင်းလည်းမကောင်းပါဘူးဟိုပတ်စံလင်းချမ်းသာခြင်းနဲ့အချစ်ရေးလဲစင်ပြေခြင်းနဲ့ကားလဲလိုခြင်းနဲ့အိမ်လဲလိုခြင်းနဲ့စိတ်လဲလိုခြင်းနဲ့အကျွေးလဲကြည်ခြင်းနဲ့ဆိုတော့ကိစ္စမျိုးအများကြီးကိုဆူတောင်းတာမျိုးမဟုတ်ပဲနဲ့ကိစ္စတစ်ခုတည်းကိုပဲထိထိမိမိဥပမာငွေကြေးကိစ္စအခက်အခဲပြည်လဲပါဆိုရင်အပတ်စဉ်ပတ်တိုင်းပြုလို့တိုင်းပြုလို့တိုင်းပါငွေကြေးအခက်အခဲအဆင်ပြေပါစေဆိုပြီးတော့ပဲဆူတောင်းပါအဲ့ဒါကိုလေးလေးနက်နက်အာရုံပြုပြီးတော့ကိုယ့်ရဲ့ငွေကြေးကိစ္စအဆင်ပြေပါဆူတောင်းပါမိတ်ဆွေတို့တို့ကခက်ခဲနေတဲ့အရာတွေပိတ်လောင်နေတဲ့အရာတွေကံခွင့်လန်းကောင်းနေရရှိလာမယ် အဲပြီးွားရင်မိတ်ဆွေတို့အတွက်ပြည်လဲဖို့အတွက်ကံအကြောင်းတရားတွေပေါ်ပေါက်လာပါလိမ့်မယ်အဲ့တော့လုပ်ကြည့်ပါနောက်တစ်ခုကတော့ကျွန်တော်ပြောချင်တာလူတွေကရေတရာပြုတ်လုတဲ့အခါမှာကျွန်တော်တို့ရေတရာလှုပ်လိုက်လို့ရှိရင်အိမ်မှာထိုင်နေတကြားမရကိုယ့်ကိုလာပြီးတော့ရုပ်ချင်ကားတွေအလိုမျိုးရွှေတွေစိမ့်တွေလာချပေးတာမဟုတ်ပါဘူးကို့မှာရှိနေညံနဲ့ကို့မှာရှိနေရိယာနဲ့เนาะကျွန်တော်တို့သုံးသက်ပြီးတော့ကံအားကောင်းမိမယ်လဲညံနဲ့ရိယာစိုက်ထုတ်အောင်ပါရပါเนาะကံကတော့ပြီးနေပြီဟိုညံနဲ့ဝရိယမစိုက်ထုတ်နိုင်ရင်လည်းဘာမှဖြစ်လာမှာမဟုတ်ပါဘူး အဲ့နဲ့ပတ်သက်ပြီးတော့ပုံပြင်လေးတစ်ပုတ်ပြောချင်တာပေါ့နော်လူတစ်ယောက်ကသူကလေစီးသွားရင်လည်းမုံတိုင်းကြီးကြလာတဲ့ခါသူ့လေကပြတ်တယ်ပေါ့နော်ပြတ်တယ်ဆိုတော့သူကဖះကိုကိုယ်ွယ်တယ်ဆိုဖះကိုတတာပေါ့နော်ဖះကိုတတဲ့ခါကျတော့လေဖះကောက်လာကယ်လိုက်မယ်ဆိုပြီးသူကဖះပေါ်မှာအကျွမ်းမဲ့ယုံကြည်မှုရှိနေတာပေါ့အဲ့ချိန်မှာအဲကျွန်တော်တင်မောတစီကလာတယ်ပေါ့နော်ကက်တက်ဒုက္ခကြောင့်လေငါတို့တင်မောကယ်ပေးမယ်မဟုတ်ဘူးငါဖះတခင်ကိုယုံကြည်ရဲ့ဖះတခင်ကငါ့ကိုလာကယ်မယ်ပေါ့နော် နောက်တစ်ခါကျွန်တော်ဟယ်လီကော်ပတာနဲ့လာခဲ့တော့လေအဲမလိုက်ဘူးငါ့ကိုဘုရားတခင်လာခဲ့လိမ့်မယ်ငါဒုက္ခရောက်အောင်ဘုရားတခင်ကြည့်နေမှာမဟုတ်လာခဲ့လိမ့်မယ်ဆိုတော့နောက်ဆုံးတိတ်သွားတယ်ပေါ့နော်ဆိုဆိုကြပါဆိုကျွန်တော်တူတူတုတ်တုတ်ပဲပြောတာပေါ့နော်နောက်ဆုံးတိတ်သွားတယ်ပေါ့နော်တိတ်သွားတော့တိတ်တိတ်မင်းကြီးရောက်တာပေါ့နော်အဲ့တော့ဟုတ်ပြီဘာဖြစ်လို့ကျွန်တော်ဘုရားတခင်ကိုဒီလောက်ယုံကြည်တာဘုရားတခင်ကကျွန်တော်ဘာဖြစ်လို့လမ်းခဲ့တာလဲပေါ့မဟုတ်ဘူးမဟုတ်ဘောဒီတင်မောတွေ လက်ရင်တွေလွတ်လိုက်တယ်ဆိုတော့မင်းတို့ဘုရားတခင်ကကယ်ဖို့အတွက်လွတ်လိုက်တာပေါ့နော်အဲ့ဒါကိုမင်းကမှဘုရားတခင်ကယ်လို့ကယ်မှန်းမသိလို့ထေသွားတာပေါ့နော်ပြောချင်တာကတော့ပုံပြရတော့နည်းနည်းရှိပါတယ်ကျွန်တော်တို့တို့တော့ပြောတာပါမင်းနဲ့ရှိနေတော့ဆိုတော့ကိုကိုကန်ခွင့်လန်းပေးလို့ပေးမှန်းမသိတဲ့လူတွေကတော့ဒီပုံမြင်တဲ့အတိုင်းပဲထေသွားမှာပဲကိုကိုကန်ခွင့်လန်းပေးနေတာသိပြီးတော့တေးချအသုံးချနိုင်မယ်ဆိုရင်တော့ကိုတက်ကန်ခွင့်လန်းကောင်းနေအများကြီးရရှိလာနိုင်မှာပေါ့နော်အဲ့တော့ယတရာဆိုတာကန်ခွင့်လန်းနေအထောက်ပံ့ကောင်းနေ ပေးတာဖြစ်ပါတယ်အဲ့ဒီရေဒီယာပြုတ်လုတဲ့အခါမှာငါရေဒီယာလုတ်ထားတာပဲငါအဆင်ပြေသွားမှာပဲဆိုတော့လေဟိုမှာဖြစ်ပါလေကိုညံနဲ့တွေးခေါ်ပြီးတော့ရရှိလာတဲ့ခွင့်ရုံးကိုအကောင်းဆုံးတုံးချပါလို့ပြောကြရင်လည်းပဲကျွန်တော်ဒီနေ့မိတ်ဆွေတို့ကိုရောက်တဲ့ရရာရေဒီယာအစီအစဉ်လေးအပိုင်းတက်ပြောခြင်းဖြစ်ပါတယ်နော်အဲ့တော့နောက်ထပ်လည်းမိတ်ဆွေတို့အတွက်အသုံးပြုလို့ရမယ့်ရေဒီယာလေးတွေလာရောက်ပြောကြပေးတော့ပါပါနော်